မိဘပြည်သူများခင်ဗျာ2015ခုနှစ်ဇွန်လတရက်နေ့မင်္ဂလာရှိတဲ့အခါသမယမှာဗုဒ္ဓဘာသာဝင်တိုင်းအထွတ်မြတ်ထားကိုးကွယ်တဲ့ရွှေဒီကုံစီတော်မြတ်ကြီးမှာတော့ရကင်မြင့်များထက်ဆိုင်ရင်တရားဓမ္မတွေများပုံမှုပြန့်လွင်နေပါတယ်။ 2015ခုနှစ်ဇွန်လ1ရက်နေ့ဟာဆိုရင်ဗုဒ္ဓဘာသာဝင်များအတွက်မြတ်ဗုဒ္ဓရဲ့မမေ့အရာ နေတူးနေမြတ်တစ်ခုဖြစ်တဲ့နေုံလမ်းပြင်းနေပဲဖြစ်ပါတယ်ခင်ဗျာနေုံလမ်းပြင်းကိုမဟာသမယအခါတော်နေ့လို့လဲခေါ်တွင်ပြီးတော့မဟာသမယအခါတော်နေ့အခမ်းအနားကိုတော့ရွှေတကုံစီရွတ်မြကြီးမှာကျင်းပပြုလုပ်ခဲ့ပါတယ် ီလိုကျင်းပတဲ့ဒီမှာပထမဦးစွာဒီနေ့မဟာသမယနေ့မနေ့9နာရီမှာခြေထုံစီတော်မြတ်ကြီးကိုဆွမ်းပန်းရေးချမ်းကတ်လူတဲ့အစီအစဉ်ဆောင်ရွက်ပါတယ်မနေ့9နာရီခွဲမှာခြေထုံစီတော် ORC ဆရာတော်ကြီးများကိုအယုံဆုံးဆက်ကတ်တဲ့အစီအစဉ်ဆောင်ရွက်ပါတယ်ပြီးတဲ့အခါမှာမဟာသမယတုတ်နဲ့ပတ်သက်ပြီးတော့ဆရာတော်ကြီးတွေဟောကြားတဲ့တရားတော်များကိုနာယူပါတယ်ရည်စစ်ချပါတယ်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့မဟာသမယနေ့ခန္ဓာကျင်းပဖို့ကိုကပ်ပြီးလို့ပြည်နဲ့ကောလီယာပြည်နှစ်ပြည်တော် ပုံတရားမင်းကြီးမင်းသားတွေနဲ့တေးဥဆောင်ပြီးတော့ဒီရင်မင်းတော်မှာတပတ်ခွဲလှည့်လည်တာဖြစ်ပါတယ်ဒီလိုလှည့်လည်ပြီးတဲ့အခါမှာအောင်မြီကိုရောက်ချီပြီးတော့အောင်မြီမှာဘုရားမြတ်စွာဘုရားကောင်းကင်ကကြွလာတဲ့ပုံတရားပြုတ်လုပြီးတော့ဒီမှာမဟာသမယတုတ်ကိုဒီရေတကုံစီတော်ဘာသာရေးအသင်းဖွဲ့ကြီးကျွန်တော်ရေတကုံကောဘကအဖွဲ့ရုံကဝန်ထမ်းတွေစုပေါင်းရွတ်ဖတ်တာဖြစ်ပါတယ်မဟာသမယတုတ်ရဲ့အနှစ်သာရဖြစ်တဲ့ငြိမ်းချမ်းရေးကြွကြော်တာပေါ့ငြိမ်းချမ်းရေးမေတ္တာဖို့စုတောင်းတဲ့ဥစ္စာကိုကျွန်တော်တို့ဒီအားလုံး ပြည်သက်တွေကနေပြီးတော့ဆူတောင်းနေရမြစ်တာပို့တယ်ညီညာရေးကြွေးကြော်တာနေနဲ့ဆူတောင်းပြီးတော့ကုန်းတော်တစ်ခုလုံးမှာရှိတဲ့ထိုးစီထိုးပေါင်းနေတိခတ်ပြီးတော့တကဘာလုံးပြန့်နှံ့ပါစေတကဘာလုံးငြိမ်းချမ်းပါစေအေးချမ်းပါစေဆိုပြီးတော့ကျွန်တော်တို့ဒီခန္ဓာကိုအာကျင်းပခဲ့တာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့နေ့စဉ်နေ့တိုင်းတဲ့ကိုထူးခြားအောင်ကျင်းပခဲ့တာတော့မဟာသမယနေ့နဲ့ပတ်သက်ပြီးတော့ခြေကုံပတ်ဝန်းကျင်ပေါ့ မာရောက်ရှိလာတဲ့ပုံကိုကြူတင်ပြီးတော့သိအောင်ဆိုပြီးတော့အကျိုးမဟာသမယတုတ်ရွတ်တဲ့အစီအစဉ်ကိုကျွန်တော်တို့နှစ်ပတ်ကြူတင်ပြီးတော့ဆောင်ရွက်ပါတယ်မဟာသမယနေ့နဲ့ပတ်သက်ပြီးတော့ဒီခြေတကုံဘာသာရေးသင်ဖွဲ့တွေသိအောင်လို့ဟောပြောတာဒီသင်ကြားပေးတာဒီဒါလေးတွေကျွန်တော်တို့ဆောင်ရွက်ပေးပါတယ်နောက်ပြီးတော့တခါမဟာသမယနေ့နဲ့ပတ်သက်ပြီးတော့ဒီကာလမှာခြေတကုံကိုဖျားဘူးရောက်ရှိလာတဲ့ပုံကိုလေ့လာနိုင်အောင်ဆိုပြီးတော့မဟာသမယတုတ်ဟောတဲ့ဒီညဉ့်ညရေးတရားဟောတဲ့ ဖြစ်ပေါ်လာတဲ့အခြေခံအကြောင်းနောက်တကဟောကြားတဲ့တရားတော်တွေကိုလည်းကျွန်တော်တို့ဒီပုတ္တကတ္တအဖွဲ့နဲ့ကျွန်တော်တို့ပေါင်းပြီးတော့ဒီချမ်းသာကြီးတစ်ဆောင်တွင်ထဲမှာရုပ်ပြဓမ္မရုပ်စုံအနေနဲ့ကျွန်တော်တို့ခင်းချင်းပြသထားပါတယ်။တန်ယူစာလည်းကျွန်တော်တို့တပတ်လောက်ထိခင်းချင်းပြသထားမှာဖြစ်ပါတယ်။ဒါကျွန်တော်တို့ရေတုံစီတော်မှာကျင်းပတယ်မဟာသမယနေ့အခမ်းအနားနဲ့ပတ်သက်လို့ဒါအချင်းချင်းတင်ပြရဖြစ်ပါတယ်ခင်ဗျာ။နေုံလာပြနေမှာဆိုရင်တော့ရေတုံစီတော်မြတ်ကြီးအောင်စွန့်တော်ကြီးစက္ကလူတန်းချင်းများပြုလုပ်ခဲ့ပါတယ်။ ဩဝါဒစရိယဆရာတော်ကြီးများနဲ့ပင့်တန်ဃာတော်များကိုအာယုံဆုံးစက္ကန့်လူတန်းချင်းတို့ပြင်ဂောဘကအဖွဲ့ဝင်များဥဆောင်ပြီးတော့ဝန်ထမ်းများဘာသာရေးအသင်းအဖွဲ့များကမဟာတမယအခါတော်နေ့ဖြစ်ပေါ်လာခြင်းကိုဖော်ပြရင်းအခမ်းအနားအဆောင်ရောင်များနဲ့အုပ်စုနှစုခွဲကစေရုံမြတ်ကြီးအားလက်ဝဲရည်လက်ရာရှိလှည့်လေပူဇော်ကြပါတယ်။ သမယအခါတော်နေဆိုတာကတော့မြတ်စွာဘုရားကနတ်ပြမတို့အစည်းအဝေးမှာမဟာသမယသုတ်တော်ဟောကြားတော်မူခဲ့တဲ့နေ့ကိုသတ်မှတ်ပြီးခဲ့ကြတာဖြစ်ပါတယ်။ငြိမ်းချမ်းရေးကိုရှေ့ရှုတဲ့တရားတော်လည်းဖြစ်ပါတယ်။မဟာသမယတုတော်ကဘေးအနေရကင်းအောင်ဆောက်ရှောက်ပေးပါလေ။ကောင်းကျိုးချမ်းသာများရရှိအောင်လည်းဆောင်ရွက်ပေးပါလေ။စေတော်ကြီးကိုလက်ဝဲရှိလက်ရာရိပ်လှည့်လည်ပူဇော်ပြီးတဲ့အခါမှာတော့ရွှေရုံစေတော်မြတ်ကြီးရဲ့အောင်မြင်မှာ မဟာသမယအခါတော်နေ့အခမ်းအနားကိုကျင်းပပြုလုပ်ပါတယ်။မြတ်စွာဘုရားရှင်လက်ထက်ကကပိလဝိပီနဲ့ကောလိယပီနှစ်ပြည်တော်တို့အကြားမှာရောဟိနီလို့အမည်ရတဲ့မြင့်ငယ်တစ်ခုကမြင့်ရေကို သူပိုင်နေကိုပိုင်နေလို့အမြင်ပွားရမှာစစ်တိုက်တဲ့အထိဖြစ်လာခဲ့ပါတယ်။နှစ်ပြည်တော်မင်းတို့စစ်တိုက်ကြတော်မူကိုမြတ်စွာဘုရားကသိရှိပြီးတော့မဟာသမယတုတ်တော်ကိုဟောကြားပေးခဲ့ကာ ြတ်စွာဘုရားရှင်ရဲ့တရားတော်ကိုနာယူပြီးတော့နှစ်ပြည်တော်မင်းတို့စစ်ပြင်းနေခဲ့ပါတယ်။ထိုနေ့ကိုဆွေးပြုပြီးတော့မဟာသမယအခါတော်နေ့ရဲ့လို့ဖြစ်ပေါ်လာတာပါ။မဟာသမယအခါတော်နေ့အခမ်းအနားမှာဆိုရင်မဟာသမယတုတ်တော်ကိုရွှတ်ဖတ်ပူဇော်ကြပါတယ်။ ျွန်တော်တို့ဗုဒ္ဓတရားတော်ကသိပ္ပံနီးကြတယ်လို့လည်းပြောလို့ရပါတယ်ဝိဇ္ဇာနီးကြတယ်လို့လည်းပြောလို့ရပါတယ်ဒီလူလောကနေထိုင်နည်းနဲ့ပတ်သက်လို့လည်းဗုဒ္ဓတရားတော်ကလမ်းညွန်သဘောရှိပါတယ်နောက်တစ်ခါတမလွန်လောကအတွက်လည်းလမ်းညွန်သဘောဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ကာလမှာတော့လူငယ်တွေကခုနပြောသလိုဒီမယိုးဖလာဗုဒ္ဓဘာသာတရားရှိခိုးလို့ရှိခိုးတယ်တရားဆိုလို့လိုက်ဆိုတယ်ဆိုတဲ့အနေအထားကို တော်တော်များများဒီလိုရောက်ရှိတာတွေ့ရပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကတတ်နိုင်ဆုံးပေါ့ရှိတော်စီတော်မှာဘာသာရေးအသင်းဖွဲ့ကြီးကျွန်တော်တို့ဒီမှာချစ်စင်နေတဲ့အသင်းလောက်ရှိပါတယ်အဲ့ဒီအသင်းတစ်သင်းကငါနေပြီးတော့စီအုံးနဲ့အနေထားကြောင့်ဘုရားဘော်ကလူတယောက်နိုင်ဝက်လောက်ရောက်တယ်ဆိုရင်ကိုကျွန်တော်တို့ကအများကြီးဝန်တာကျင့်တဲ့အနေထားရှိပါတယ်တခြားတခြားကိုရောက်သွားမဲ့စားပေါ့နော်ဘုရားဘော်မှာလာပြီးတော့တန်ချီးလုပ်မယ်တရားနာမယ်အဲဝေပြုမယ်စသည်ဖြင့်ဒီလိုလေးရောက်ရှိအောင်ကျွန်တော်တို့တတ်နိုင်ဆုံးဆွဲဆောင် ကြိုပမ်းအားထုတ်နေပါတယ်။ဒါကကျွန်တော်တို့ဘိုင်းပေါ့ဒီဘက်ကလည်းဖြစ်နိုင်ဆုံးဒီမြတ်ဗုဒ္ဓရဲ့မမေ့အပ်ရနေရုနေမြခါတော်နေအခန်းသားတွေကိုကျင်းပပြီးတော့လူငယ်တွေကိုဒီဗုဒ္ဓဒေသနာတော်နဲ့ဤဇက်အောင်တတ်နိုင်ဆုံးကြိုပမ်းနေပါတယ်ခင်ဗျာ။မဟာကြည်ကျင်များပြသော သမယနတ်မြမာတို့၏အစည်းအဝေးလို့အထိပ်ပေးရပြီးတော့မဟာသမယညာစွာသောနတ်မြမာတို့အစည်းအဝေးမှာ မဟာသမယတုတ်တော်ကိုဟောကြားခဲ့တဲ့နေ့မဟာသမယအခါတော်နေ့အခမ်းအနားကျင်းပပုံများကိုလည်းမိဘပြည်သူများသိရှိစေနိုင်ဖို့အတွက်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးခဲ့ကြတဲ့မိဘပြည်သူညီကောင်မောင်နှမများအားလုံးစက်တီမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ